နောက်ဖြစ်အောက်တိုဘာလ31ရက်နေ့အတွက်မိုးလီဝတာအခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00ရက်ချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အထင်းထင်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်အနှင်းငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတို့မှာနေရာကွက်ဆောင်မိုးရွာသွန်းနေခဲ့တာကိုမိုးလီဝတာဂျိုတူပွင့်ရည်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။ မနက်ဖြန်အတွက်ခမ်းမန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတော့တိမ်အထင်းထင်းမှဒိန်ထူထနိုင်ပါတယ်။တနင်္သာရီကံယူတန်းရခိုင်ကံယူတန်းမြဝကျုံးပေါ်ဒေသတွေနဲ့မုတ်တမခွေဘက်တို့မှာလေဟာအရှိဘက်ကနေတနင်္သာရီ10မိုင်မှ -20 ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှလှိုင်းအထင်းထင်းရှိနိုင်ပါတယ်။ မကွေတိုင်းရန်ကုန်တိုင်းဧရာဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာခွဲခြားမိုးရွာသွန်းနိုင်ပြီးစကိုင်းတိုင်းမန္တလေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာအများအားဖြင့်တာယာနိုင်ပါတယ်။အမြင့်ဆုံးမူချိန်တွေအနေနဲ့ဝါလမြိုင်မြို့မှာ32ဒီဂရီစင်တီဂရိတ်ဖမ်းမြို့မှာ30ဒီဂရီစင်တီဂရိတ်နဲ့တဝယ်မြို့မှာ28ဒီဂရီစင်တီဂရိတ်အသီးသီးရှိနေပါတယ်။မြန်မာနိုင်ငံမြောက်ဖျားပိုင်းနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာ ခရမ်းလုံရောင်ကြီးအညွန်ကိန်းဟာတာမန်ဆင့်မှာရှိနေနိုင်တာကလွယ်လို့ကြံဒေသတွေအလုံးမှာတော့အညွန်ကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုလေးပသာအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ wni.com တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။